အားလုံးဝင်လာပါမေနဲ့ဒီတာ page ကမေရွာချက်မေဒီနေ့ပေါ့နော်ဂျပန်နိုင်ငံရဲ့ customer service နဲ့ပေါ့နော်အဲဝယ်သူတွေကိုဘယ်လိုဆက်ဆံလဲဆိုတာလည်းပေါ့နော်မြန်မာနိုင်ငံမှာရှိတဲ့တချို့တချို့သောဆိုင်ကြီးရဲ့ကိုယ့်ရဲ့ customer ပေါ့နော်ဒီ customer service ကိုဘယ်လိုပေးလဲဆိုတာလေဝယ်သူကိုဘယ်လိုဆက်ဆံလဲဆိုတဲ့ဟာမျိုးလေးတွေကိုသူတို့နှစ်ခုရဲ့ကြွားချားပုံကိုမေဒီနေ့ပြပြပေးတော့မှာပေါ့နော်အရင်ဆုံးဂျပန်နိုင်ငံပေါ့နော် ဂျပန်နိုင်ငံမှာကျတော့အဲဘဲဆိုင်မဲဝင်ဝင်ဘဲဆိုင်မဲသွားသွားဘဲဆိုင်မှာပဲဘာဝယ်ဝယ်ပေါ့နော်အမြဲတမ်းဆိုင်ထဲဝင်လာပြီဆိုလို့ဆိုလို့ရှင်လဲပေါ့နော်ကိုယ်ကောက်ကောက်မုံမုံကြိုးဆိုရဲပေါ့နော် ပြီးရင်ဒီပစ္စည်းကိုတခုခုမသိလို့မေးရဆိုလို့ရှင်လဲကောက်ကောက်မုံမုံရှင်းပြတယ်ပြီးတော့နောက်ထပ်ဒီပစ္စည်းကိုဝယ်ပြီးွားပြီဆိုလို့ရှင်လေကျေးဇူးတင်ကြောင်းကိုတည်တည်ချာချာပြောတယ်ပေါ့နော် မေဂျပန်သွားပြီးတော့ပြန်လာတဲ့အချိန်မှာဂျပန်နိုင်ငံရဲ့ဒီအကြိုက်ဆုံးကိုပြောရမယ်ဆိုလို့ရှိရင်သူတို့စီကဒီ customer service ပေးတာကိုလည်းတော်တော်လေးကြိုက်တယ်ပေါ့နော်တော်တော်လေးကောင်းတယ်လို့ပြောရမယ် တချို့ချို့ဗီဒီယိုအတိုလေးတွေတချို့ချို့ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်းပါတယ်ပေါ့နော်ဒီရုပ်ရှင်ကားထဲမှာပဲဒီလိုမျိုးလားဆိုတော့မဟုတ်ဘူးနော်အပြင်မှာလည်းအဲ့ဒီအတိုင်းပဲတကယ်ဆက်ဆံတာရုပ်ရှင်ထဲမှာမဟုတ်လို့တို့အနေနဲ့လုံပြထားတာလည်းမဟုတ်ဘူးဒါပေမဲ့လို့မေးအခုပြောတဲ့တဲမှာပေါ့နော်ဂျပန်နိုင်ငံက100%တရားရာဂိုင်းနှုန်းကို customer service ကောင်းလာလားဆိုရင်တော့မေးတရားရာဂိုင်းနှုန်းတော့မဆိုလို့ဒါပေမဲ့90ရာဂိုင်းနှုန်းလောက်တော့ customer service အရန်ကောင်းတဲ့ customer တွေကိုဆက်ဆံတဲ့ပုံစံအရန်ကောင်းတယ်လို့မေးမြင်မိတယ်ပေါ့နော်မေးအခုပြောသွားတဲ့တဲမှာပေါ့နော်ဂျပန် နိုင်ငံရဲ့ customer service ကတရားရဂိုင်းတော့ကောင်းတယ်လို့မေးဆိုလို့ကျန်တာမဟုတ်ဘူးပေါ့နော်တချို့မကောင်းတဲ့ဆိုင်တွေလည်းရှိတယ်တချို့နိုင်ငံသားသားဆိုပြီးတော့ပေါ့နော်ဂျပန်တွေကတချို့တချို့ဂျပန်တွေကနိုင်ငံသားသားမုန်းတဲ့ဂျပန်တွေရှိရယ်ပေါ့နော်အဲ့တော့ကြောင့်နိုင်ငံသားသားတွေသူတို့ဆိုင်လာတယ်ဆိုပြီးတိတ်မကြိုက်ကြတဲ့ဂျပန်မျိုးတွေလည်းကြုံခဲ့ပူတယ်ပေါ့နော်အဲမေးခုပြောတော့တာတော့ဂျပန်နိုင်ငံရဲ့ customer service ပေါ့နော်ထပ်ပြီးတော့ပြောမှာကျတော့မြန်မာနိုင်ငံရဲ့ customer service အဲမြန်မာနိုင်ငံမှာ အကုန်လုံးက customer service မကောင်းတာလားဆိုတော့မဟုတ်ဘူးပေါ့နော်တချို့တချို့ဆိုင်တွေ customer service အရင်ကောင်းတဲ့ဆိုင်တွေအများကြီးမေးတွေ့ပါတယ်ဒါပေမဲ့လို့တချို့တချို့သောဆိုင်တွေ customer service ကိုအရင်ညံ့တဲ့ဆိုင်တွေရှိပါတယ်ပေါ့နော် customer တယောက်ကသူ့ဆိုင်ထဲဝင်လာရင်တော့မင်္ဂလာပါနှုတ်ဆက်ဖို့အရင်အောက်ကြတယ်လို့ထင်တဲ့ဆိုင်မျိုးတွေလည်းရှိသေးပေါ့နော် ပြီးရင်သူတို့ဆိုင်ကအဝယ်ဒီဖြစ်စီမဝယ်ဒီဖြစ်စီပေါ့နော်ဒါဘလို့ပဲဖြစ်ရကျေစွတ်တင်ပါတယ်ဆိုတဲ့စကားမျိုးကတော့ပြောရမှာပဲပစ္စည်းဘလောက်ဖိုးဝယ်မှာကျေစွတ်တင်ပါတယ်လို့ပြောမယ်ဆိုတဲ့အဆိုင်မျိုးတွေလည်းရှိတယ်ပေါ့နော် ပြီးတော့ကြတော့ပစ္စည်းဝယ်သွားပြီဆိုလို့ရှင်းအောင်မှာပဲဝယ်သူဘက်ကလည်းသူတို့ကျေစွတ်တင်ပါတယ်လို့ပြောရတယ်သူတို့ပါဇက်ကနေပြီးကျေစွတ်တင်ပါတယ်ဆိုတော့တခုမှမထွက်လာတဲ့ဆိုင်တွေလည်းရှိတယ်ပေါ့နော်ပြီးတော့ကြတော့ဘလောက်ဖိုးဝယ်တာလဲဘလောက်ဖိုးဝယ်မှာပဲဒီလိုဘလို service မျိုးပေးမယ်ဆိုတဲ့အဲခွဲခြားဆက်ဆံတဲ့ဆိုင်တွေလည်းရှိတယ်ပေါ့နော် မြန်မာနိုင်ငံရဲ့ customer service ကတချို့တချို့တော့ fine တွေကတော်တော်ညံ့ပါတယ်ရှင်။မနေ့တော့ဆိုလို့ရှင်ပေါ့နော်မေးဆိုင်တစ်ခုကနေပြီးတော့ပစ္စည်းဝယ်တော့ကြတယ်ပစ္စည်းတွေကလည်းအရင်များသွားတယ်ပေါ့နော်များသွားတဲ့အတွက်ကိုပစ္စည်းပို့တဲ့ကားနဲ့ပေါ့နော်မေးတို့အိမ်ဒိစာပေးပြီးတော့အဲ့ဒီအိမ်ကိုလာပို့ပေးပါနော်ပို့ကပေးရမယ်ဆိုလည်းပြီးပါမယ်လာပို့ပေးပါဆိုပြီးတော့သူတို့ဆိုင်ကနေပဲပစ္စည်းတွေအများကြီးဝယ်ပြီးတော့ကြတော့ပေါ့နော်မေးတို့အိမ်ကိုလာပို့ပေးပါပစ္စည်းတွေကအရင်များတဲ့အတွက်အခုတခြားကိုလည်းသွားเสียရရှိတဲ့အတွက်ကိုတခါတည်းမတည်သွားနိုင်လို့မှို့လို့ ိမ်ကိုလာပို့ပေးပါဆိုပြီးတော့အဲ့ဒီဝယ်တဲ့ဆိုင်မှာပြောတာအောင်အဲ့ဒီဝယ်တဲ့ဆိုင်မှာကောင်တာထိုင်နဲ့ဆိုင်ရှင်လာပါလာတော့မေးလဲမပြောတတ်ဘူးပေါ့နော်အဲ့တော့ကြတော့သူကနေပြီးတော့မေတို့ဘလောက်ဖိုးဝယ်တာလဲတို့ဘလောက်ဖိုးဝယ်လို့ငါတို့ကလိုက်ပို့ပေးရမှာလဲတို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့မျက်နှာကြီးကိုစူပုတ်ပြီးတော့ အဲကြိုက်တယ်လို့လို့မကြိုက်တယ်လို့လို့သူဆိုင်ရဝယ်တဲ့ customer တော့မေတို့ကအဲ့ဒါကိုကြိုက်တယ်လို့လို့မကြိုက်တယ်လို့လို့ဘယ်လောက်ခိုးဝယ်လို့ငါတို့ကလိုက်ဖို့ပေးရမှာတော့ဘယ်လောက်ခွင့်များဝယ်ထားလို့တော့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အကြည့်ခံခဲ့ရတာပေါ့နော်အဲ့တော့ကျတော့ဒါကမြန်မာနိုင်ငံမှာရှိရတဲ့ချို့သောဆိုင်တွေရဲ့ customer service ပေးတဲ့ပုံပေါ့နော်ပြီးရင်မင်္ဂလာပါလို့နှုတ်ဆက်ရတာကိုကိုပဲအရန်ကိုအောက်ကြပါတယ်ယေစုတင်ပါတယ်လို့ပြောရတာကိုပဲအရန်ကိုအောက်ကြပါတယ်လို့ထင်တဲ့ဆိုင်နေလဲရှိရေပေါ့နော် တခါတလေကြလို့ရှင်ကိုယ်ဆိုင်မှာပစ္စည်းဝယ်တဲ့သူဟုတ်တယ်နော် customer တယောက်ကိုလိုဝဲဖြစ်ဖြစ်ပစ္စည်းဝယ်သွားသည်ဖြစ်စေမဝယ်သွားသည်ဖြစ်စေကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကပြောကိုပြောရခဲ့ပေါ့နော်ဂျပန်နိုင်ငံမှာလည်းမေရိုပစ္စည်းတော့ဝယ်တယ်ဆိုလို့ရှင်ပေါ့နော်ပစ္စည်းမေရိုဝယ်သွားသည်ဖြစ်စေမဝယ်သွားသည်ဖြစ်စေဆိုင်ပဝါကနေထွက်ပြီဆိုတာနဲ့အပေါ့ဝါမှာရှက်နေတဲ့သူတွေကမေရိုကျေးဇူးတင်ပါတယ်ဆိုတာမျိုးဝယ်သွားသည်ဖြစ်စေမဝယ်သွားသည်ဖြစ်စေနော်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပြောကိုပြောကြတယ်ပေါ့နော်များသောအားဖြင့် မြန်မာနိုင်ငံမှာကျတော့အခုပစ္စည်းဝယ်တာတောင်မှပဲတို့မှာဂျေစုတင်ပါတယ်လို့မပြောကြအောင်ပေါ့နော်ကိုဝယ်တဲ့သူကပြန်ပြီးတို့ကိုဂျေစုတင်ပါတယ်လို့ပြန်ပြောရတယ်ပေါ့နော်အဲ့ဒါကြီးကျတော့မဟုတ်သေးဘူးပေါ့နော်တို့ရဲ့ customer service ပေးတဲ့ပုံစံကတော်တော်လေးညံ့တယ်လို့ပြောရမယ်ပေါ့နော်အဲ့လိုဆိုင်နေဆိုလို့ရှင်မိအဲ့လိုဆိုင်မျိုးတော်တော်များများမှာကြုံမှုပဲပေါ့နော်အဲ့တော့ကျတော့မိအဲ့ဒီအချိန်တော့ဆိုတွေးပြတယ်ပေါ့နော်တို့ကိုတို့အရန်အောက်ကြနေတယ် ဒီ customer တယောက်ကိုကျေးဇူးတင်ပါတယ်လို့ပြောဖို့အတွက်ကို customer တယောက်ကို service ပေးဖို့အတွက်ကိုသူတို့ကိုသူတို့အရန်အောက်ကြတယ်လို့ထင်နေရင်ဘာလို့များဒီ customer service ပေးတဲ့အလုပ်ကိုလှုပ်ရှားနေကြတော့ဟုတ်တယ်မလားမလှုပ်ရှားနေတော့လေအိမ်မှာပဲထိုင်နေကြတော့လေဟုတ်တယ်နော်အဲ customer service ပေးတဲ့အလုံမျိုးကိုလည်းစိုင်းနေဖွင့်ပြီးတော့လှူစားနေကြသေးတယ် customer ကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့အတွက်ကို customer service ပေးဖို့ကိုလည်းသူတို့ကိုသူတို့အောက်ကြတယ်လို့မြင်နေကြတယ်ပေါ့နော် ပြီးတော့မေကအလကားပို့ခိုင်းတယ်ဆိုရင်လည်းတမျိုးပေါ့နော်အဲမေကပို့ကလည်းပေးပါမယ်လို့သူတို့ပြောပြီးတော့ပို့ခိုင်းတာဖြစ်တယ်ပေါ့နော်ပြီးတော့ကြာမေဝယ်တဲ့ပစ္စည်းကလက်ကနေတည်လို့ရတဲ့လွယ်လွယ်ကူကူပစ္စည်းမျိုးမဟုတ်ဘူးမေ furniture ဘိုင်းဆိုင်ရာကိုဝယ်တာဖြစ်တဲ့အတွက်ကိုဘလို့ပဲဖြစ်ဖြစ်ပစ္စည်းကြီးကြီးမားမားတွေဝယ်တာဖြစ်တဲ့အတွက်ကိုသူတို့ဘက်ကနေပြီးတော့လာပြီးတော့ပို့ပေးရမှာပဲမဟုတ်ဘူးလား မေကကိုကပေးပါမယ်ကျမတို့တဲသွားလို့အဆင်မပြေလို့မို့လို့လာဖို့ပေးပါလို့ပြောတာတောင်မှပဲမျက်နှာကြီးစူပုတ်ပြီးတော့အဲ့လိုမျိုးအဆက်ဆန်ခံလိုက်ရတာပေါ့နော်အဲ့တော့ကျတော့အမြန်မာနိုင်ငံရဲ့တချို့သောဆိုင်တွေရဲ့ customer service ကိုကိုကတကူပဲစဉ်းစားကြည့်လိုက်တော့ပေါ့နော်အဲ့ဒါကြောင့်မလို့မေအဂျပန်နိုင်ငံမှာရှိတဲ့ဆိုင်တွေရဲ့ customer service ကိုအရန်ကြိုက်တယ်ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီးတော့ customer service ပေးတာကိုအရန်သဘောကျတယ်ဆိုတာအဲ့ဒီအပိုင်းကြီးလည်းပါတယ်ပေါ့နော်